ချက်စီးသင်းကိုအားပေးနေကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခံကြောင်းပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ချက်စီးချင်းညီကိုပရိသတ်တွေအတွက်ဒါဝမ်းသာစရာသတင်းပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့တိုက်စစ်ကစားသမားဖြစ်သူမခလိုမူဒရစ်အနေနဲ့ဒါကျွန်တော်တို့မကြခင်မှာဘောလုံးပွဲစဉ်တွေကိုပြန်ကစားနိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်လက်ရှိချိန်မှာဆိုလို့ရှိရင်လည်းစစ်ဆေးမှုတွေတော်တော်များများမှာမခလိုမူဒရစ်တီ တော်တော်လေးကောင်းမွန်တဲ့ reset တွေထွက်တယ်ဒီနေရာမှာတခုချီးကျူးနေတာကကျွန်တော်တို့ Chelsea အသင်းရဲ့တာဝန်ရှိသူတွေဖြစ်ပါတယ်ဒီကစားသမားအနေနဲ့စပြီးပြဿနာတက်တဲ့အချိန်ကလေးက Chelsea တင်းဟာဆိုလို့ရှိရင်လက်လွတ်စပယ်မခလိုမူဒရစ်ကိုပြစ်ထားတာမျိုးမရှိခဲ့ဘူးကြားတဲ့သတင်းတွေအများဆိုလို့ရှိရင်အမြဲတမ်း Chelsea တင်းဒီသူ့ရဲ့ကစားသမားအစဉ်ပြေဖို့အတွက်ပေါ့နော်အမြန်ဆုံးဒီကိစ္စတွေကလည်းလွတ်မြောက်ဖို့အတွက်ကိုပဲဦးစားပေးပြီးတော့အမြဲတမ်း ကစားသမားဘက်ကနေယက်တီပေးခဲ့တယ်လို့သိရတယ်။ဒါကြောင့်ရှေ့နေ့တွေကဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့လိန်လယ်မှုဖော်တဲ့ဆက်နဲ့လုတ်တဲ့နေရာမှာဆိုလို့ရှိရင်လည်းဒီမူဒရစ်အနေနဲ့ဟောပေါ့ဟို positive ထွက်ခဲ့တယ်ပေါ့နော်။အဲဟို positive ဆိုတာကဒါသူမလိန်ဘူးဆိုတဲ့အနေထားမျိုးဟိုရလက်ထွက်ခဲ့တယ်လို့အဲအခုဆိုလို့ရှိရင်လည်းမကြခင်မှာမူဒရစ်ဒီကျွန်တော်တို့ပြစ်ဒဏ်တွေကလွတ်မြောက်တော့မယ်ပေါ့နော်ခမန်းကြီးအဖြစ်လာမယ့် January လောက်ဆိုလို့ရှိရင်ကစားသမားအနေနဲ့ ပြန်ပြီးတော့ပွဲစဉ်တွေကစားဝင်ရရှိတော့မယ်လို့သိရတယ်။ဒါပေမဲ့တခုတော့ပြိသက်တွေအတွက်စိတ်မကောင်းစရာလေးတော့ရှိသွားမယ်။အဲ့ဒါပါလဲဆိုတော့ဒီမက်ကလွန်မူဒရစ်အနေနဲ့သူပြန်ပြီးတော့ပွဲကစားဝင်ရတဲ့အခါမျိုးမှာဆိုလို့ရှိရင်တော့ Chelsea အသင်းကသူ့ကိုဒါညီနောင်ကလပ်အသင်းဖြစ်တဲ့ Strobat ကိုစစ်လို့ဖို့ရှိတယ်ပေါ့နော်။အဲဒါကကစားသမားနဲ့ Chelsea အသင်းနဲ့ကြားမှာလဲဒါကျွန်တော်တို့ agreement ယူထားပြီးဖြစ်တယ်လို့လည်းကျွန်တော်တို့ကြားသိရပါဗါတယ်။ဆိုတော့ကစားသမားကိုယ်တိုင်လည်းဒါကိုဟိုလက်ခံတယ်ဆိုတဲ့အနေထားတည်းမှာတော့ရှိတယ်။ဆိုတော့ကစားသမားက strap up မှာတော့တွားကစားရမယ်ဗောနော်နောက်ပိုင်းကိစ္စတွေကတော့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းပြက်ပြက်သားသားတော့ကျွန်တော်တို့မသိရသေးဘူးသိရတော့ဆိုလို့ရှိရင်တော့သူဒီ strap up မှာပြန်ပြီးတော့ဘောလုံးကစားရမှာဖြစ်ပါတယ်အဲလက်ရှိအနေထားရဆိုလို့ရှိရင်လည်း Chelsea တင်းမှာသူပြန်တိုးဖို့ဆိုတာကလည်းနည်းနည်းတော့ကြက်တယ်ဆိုတဲ့အနေထားတရတော့ရှိတယ်။အဲ Mudrik ကဒါ Chelsea ပြိသက်တွေအတွက်တော့တကယ်ကိုဒါကျွန်တော်တို့သဘောကျနှစ်သက်ကြတဲ့ကစားသမားကောင်းတယောက်ဆိုတော့ဒါမလွဲဧကံပဲပေါ့နော်။သို့တော့ဒါမျိုးပြဿနာတွေဖြစ်သွားတာကတော့ ဒါကျွန်တော်တို့စိတ်မကောင်းစရာစိတ်မကောင်းရုံကလွှဲနေတော့မတက်နိုင်ဘူးဒါအခုဆိုရင်တော့အစိုးရရဲ့အကောင်ကစားသမားအနေနဲ့ပြန်ပြီးတော့ကစားနိုင်တော့မယ်ဆိုတော့လေကျွန်တော်တို့အနေနဲ့ဒါဝမ်းသာအမှာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်ရဲ့ဒီတိုက်စစ်ကစားသမားဖြစ်သူမခါလူမူဒွိနဲ့ပတ်သက်ပြီးတော့တည်ရတဲ့တည်င်းလေးတွေကိုတင်ဆက်ပေးတာပါတစ်ဖက်မှာဆိုလို့ရှိရင်လေကျွန်တော်တို့ရဲ့ကိုယ့်လက်ကစားသမားဖြစ်သူအန်ဆိုဖာနန်ဒက်ပါဆိုတော့အန်ဆိုဖာနန်ဒက်ကတော့လက်တလုံးမှာသူ့အနေနဲ့ ဖောင်ပြန်ကောင်းနေတယ်ပေါ့နော်ပုံစံကောင်းနေပြန်လဲပြသနိုင်နေတယ်ကြားထဲမှာသူ့အနေနဲ့လေးရုံးကန်ခဲ့ရတဲ့ကာလာလေးရှိခဲ့တယ်ဒါနဲ့ပတ်သက်ပြီးတော့ကစားသမားကတော့ရင်ဖွင့်သွားခဲ့တယ်အဲဒီကျွန်တော်အန်ဆိုဖော်နန်ဒက်ရဲ့ပြောကြားချက်အရဆိုလို့ရှိရင်အထူးသဖြင့်သူ Chelsea တင်းကိုစရောက်တဲ့အချိန်မှာသူ့ရဲ့ feeling က Chelsea ကိုရောက်လို့တော့ပျော်တယ်သို့တော့သူ့ဒီအမြဲတမ်းပွဲစဉ်တွေကိုအနိုင်ရဖို့အတွက်ကိုစိတ်အားထက်သန်တဲ့ကစားသမားမျိုးဖြစ်တဲ့အခါကျတော့အဲ့ဒီအချိန်က Chelsea တင်းဟာကစားသမားအဝင်ထွက်တွေအများများသလိုရလက်ပိုင်းရကြည့်မယ်ဆိုလို့ရှိရင်လည်း မတည်ငြိမ်မှုတွေဟာအရန်များတယ်ပေါ့နော်ဆိုတော့ဒါတွေကသူ့အတွက်အရန်ကိုခက်ခဲတဲ့ကာလတစ်ခုဖြစ်ခဲ့တယ်သူ့အတွက်စိတ်ရှုပ်ထွေးရတဲ့အနေထားမျိုးလေးတွေကိုသူ့အနေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ဖန်ဆိုဖာနန်ဒက်ကပြောသွားတယ်ဒါပေမဲ့နောက်မှာတော့ Chelsea သင်းကအန်โซမာရက်စကာကိုခေါ်ယူပြီးတဲ့နောက်မှာတော့ဒါ solid ဖြစ်တဲ့ foundation တစ်ခုကိုကောင်းကောင်းချမှတ်နိုင်ခဲ့တယ်လို့ဖာနန်ဒက်ကတော့ဆိုသွားတာဖြစ်ပြီးတော့အခုလက်ရှိချိန်မှာဆိုလို့ရှိရင်တော့ Chelsea သင်းရဲ့တန်ဖိုးနဲ့ဟန်ချက်တွေအရဆိုလို့ရှိရင် Mars ကလည်းအောက်မှာအများကြီးဟန်ချက်ညီနေပြီဖြစ်သလိုသူကိုယ်တိုင်လည်းဒီနီးပြအသုံးပြုလို့တဲ့ဘယ်နေရာမှာမဆိုးပေါ့နော်အကောင်းဆုံးပေးဆက်ကစားသွားဖို့အတွက် ready ဖြစ်နေတယ်ဆိုတဲ့အကြောင်းဒါပြောကြားသွားတာပဲဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော်တို့အတွက်တော့ဒါဝမ်းသာစရာနောက်ထပ်သတင်းလို့ပဲကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်ဘာပြောပြော Anso Fernandez လို့ကစားသမားမျိုးဒီဒါကျွန်တော်တို့အတွက်တကယ်ကိုအရေးပါတယ်ဒါပေမဲ့သူနောက်တစ်ခုပြောတာသူ့ရဲ့ပြောင်းရွှေ့ခြင်းပေါ့နော် ဒါသူဒီတန်းတရာကျော်လောက်သုံးလိုက်ရတဲ့ကစားသမားဖြစ်တယ်ဆိုတဲ့အနေထားမှာသူချက်စည်းတင်းကိုရောက်ပြီးတဲ့ချိန်ဒီပတ်စံနဲ့ပတ်သက်ပြီးတော့သူ့ပေါ်မှာအများကြီးဝိုင်းပြီးဖိအားပေးကြတဲ့အပိုင်းတွေလည်းရှိခဲ့တယ်လို့တော့အန်ဆိုဖာနန်ဒက်ကပြောသွားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုတော့အဲ့အချိန်နေအားလုံးသူကြော်ဖြတ်ပြီးပြီးအဲ့ဒီတုန်းကလည်းသူဒီပြောင်းရွှေ့ကြီးတွေကိုတိတ်ယူမဆိုင်ဘူး။သူဘလောက်ချက်စီးတင်းတော့လုတ်ပေးနိုင်မလဲဒီပွဲစဉ်မှာချက်စီးတင်းပေါ်သူဘလို့ပေးဆက်နိုင်မလဲဆိုတဲ့အပေါ်မှာပဲပို့ပြီးတော့ focus ထားပြီးတော့စူးစမ်းခဲ့တာဖြစ်တယ်လို့ဒီ Enzo Fernandez က ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်ဒါကတော့အာဇိုဖာနတက်ရဲ့ပြောစကားလေးတကူပြန်လည်ပြီးမျှဝေပေးတာပါတစ်ဖက်မှာလည်းကျွန်တော်တို့အာဆင်နယ်တင်းတဲ့ပွဲစဉ်မှာချက်စီတင်းတို့အရေးပါတဲ့သွင်းကိုတကူသွင်းယူပေးခဲ့တဲ့ Trevor Chalabar ကတော့လက်ရှိချက်စီတင်းရဲ့အသင်းကောင်းဆောင်ကြီးဖြစ်တဲ့ Rejane အပေါ်မှာချီးကျူးမှုတွေပြုလုပ်သွားခဲ့ပါတယ်ဒါကျွန်တော်တချင်ကကင်ရီထွက်ကစားသမားကြီးလည်းဖြစ်တယ်ဆိုတဲ့အလျောက် James နဲ့ပတ်သက်ပြီးတော့ Chalabar ဟာကောင်းကောင်းနားလည်ထားတယ်ဆိုတဲ့အထားမျိုးရှိတယ် ချက်လဘပြောကြားခဲ့တာကတော့ rejain လို့ကစားသမားမျိုးဘာကြောင့် Chelsea အသင်းမှာခေါင်းဆောင်ဖြစ်နေတယ်လဲဆိုတာက Arsenal အသင်းနဲ့ပွဲစဉ်ကစွမ်းဆောင်ရည်တွေကိုကြည့်မယ်ဆိုရင်သိနိုင်တယ်လို့ပွဲစဉ်တိုင်းပွဲစဉ်တိုင်းမှာဆိုလို့ရှိရင်လည်း rejain ဟာတကယ်ကိုအသင်းအတွက်အမြဲတမ်းပေးဆက်ကစားတဲ့ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာမျက်ဝါးထင်တယ်သူတို့အမြဲတမ်းတွေ့မြင်နေရတယ်။ Trading session တွေမှာရောအဝင်လဲကမ်းမှာရောကွင်းထဲမှာရောကွင်းပြင်ပမှာပါ rejain ဟာဆိုလို့ရှိရင် Chelsea အသင်းရဲ့ကစားသမားတွေအပေါ်မှာတော်တော်လေး effective ဖြစ်တယ်ပေါ့နော် impact ဖြစ်တဲ့ ဒါကျွန်တော်တို့ကစားသမားတယောက်ဖြစ်တယ်လို့ဆိုသွားခဲ့တယ်။ Rejain နဲ့အတူတူကစားတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်တို့အနေနဲ့ပို့ပြီးတော့ဒါ performance ဘိုင်းကယုံကြည်စိတ်ချရတယ်။တို့အတွက်ဟိုအသင်းကောင်းဆောင်တယောက်မမမမရှိနေတယ်ဆိုတဲ့ခံစားချက်မျိုးကို Rejain ဘက်ကအပြည့်အဝပေးနိုင်နေဆိုပြီးတော့ဒါ Chalaba ကတော့ Rejain နဲ့ပတ်သက်ပြီးတော့ချီးကျူးသွားခဲ့တာဖြစ်တယ်။ဆိုတော့ဒီလိုပဲပေါ့နော်။ဒါကျွန်တော်တို့ Chelsea ရဲ့ Academy ထွက်တယ်ဆိုတာကတော့ကျန်တဲ့ဒီပြောင်းလာတဲ့ player တွေမှာတွေ့ရဖို့ခက်ခဲနိုင်တဲ့ ဒါပါလာပြီးသားပေါ့နော်အော်တိုပါလာပြီးသားချောစီဒီအန်နေဆိုတာကတော့ဒါအားလုံးမှာရှိပြီးသားဖြစ်တယ်ပေါ့နော်ချာလာပါတို့ပါလို့ဆိုလို့ရှင်ဒီတိုင်းမှာပဲကျွန်တော်တို့အမှန်တမ်းပြောရင်ချာလာပါကိုနောက်ထပ်တစ်ဆင့်ကိုတလန်းစီခြင်းနဲ့ဗျအမှန်တမ်းပြောရင်ချာလာပါကတကယ်ကောင်းတဲ့ပလီယာဒါပေမဲ့သူ့အနေနဲ့နောက်ထပ် next level တစ်ခုကိုဒါထပ်တက်ဖို့အတွက်ကိုသူဘာတွေခက်ခဲနေလဲတော့သူမသိဘူးအဓိကသူဒီ consistent လေးနည်းနည်းကောင်းဖို့လိုမယ်။ consistent ကောင်းနေဆိုရင်ဒီ level မှာပဲတသက်မှတ်ထဲမသွားဘဲနဲ့ ဒါရီးရပိုင်ရီးရပေါ့နော်တနည်းထက်တနည်းတရာစီနဲ့တရာစီပို့ပြီးတော့တိုးတက်လာမယ်ဆိုလို့ရှိရင်တော့ပို့ပြီးဒါအဆင်ပြေတယ်ဆိုတဲ့အနေထားမျိုးမှာတော့ရှိလိမ့်မယ်ပေါ့နော်ဆိုတော့အခုလောလောဆယ်မှာတော့ Chalaba နဲ့ Fofana ကလပိုက်ကိုပဲဒီ injury ဖြစ်နေတဲ့အချိန်မှာတော့တဖြည်းဖြည်းနဲ့အတွဲညီလာတာကတော့ကျွန်တော်တို့အနေနဲ့ဝမ်းသာစရာတွေ့ရတယ်ဒါပေမဲ့ဒီထက်ပို့ပြီးတော့ Chalaba ဟာ Chelsea သင်းမှာခြေကုပ်ယူနိုင်မှုဆိုလို့ရှိရင် နောက်ထပ်ခြေစွမ်းနောက်တစ်ဆင့်ကိုတော့ဒါသူ့အနေနဲ့ပြသနိုင်တော့ပိုကောင်းလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံယူဆတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုဖြစ်ပါစီလို့လည်းကျွန်တော်အနေနဲ့အပြေဝဆူတောင်းပါတယ်ပေါ့နော်ဆိုတော့ဒါတွေကတော့ကျွန်တော်အနေနဲ့ဒီဗီလိုမှာတင်ဆက်ပေးခြင်းနဲ့ Chelsea သတင်းအကြောင်းအရာလေးတွေပဲဖြစ်ပါတယ် ဆုံးနေကြည့်ရှုအားပေးကြတဲ့ brother ညီကိုတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိသလိုဒါကျွန်တော်ရဲ့ CBTV YouTube channel blue line facebook page ညီလေးဆော facebook page နဲ့တခြားကျွန်တော်ရဲ့ social account တွေကိုလည်း like and follow ပြုလုပ်ထားခြင်းအားဖြင့်ကျွန်တော်ရဲ့ချက်စီးတင်ဆက်မှုတွေပေါ့နော်ချက်စီး brother ညီကိုရင်းနေနဲ့ဆောင်မြောကြည့်ရှုအားပေးနိုင်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးကိုနောက်ထပ်ချက်စီးသတင်းကြောင်းအနေနဲ့ပြန်တွေ့ပါမယ်နော်အားလုံးပဲ see you next video ပါ